ကာမာဗညာကိုအပြိုင်ဆောင်ကြည့်နေကြတဲ့ပရီးမီယာလိဂ်ထိတန်းတင်းတော့တင်းပရီးမီယာလိဂ်ထိတန်းကလပ်တင်းနေဖြစ်တဲ့ချက်စီမန်ချက်စတာနဲ့နယူကာဆယ်ယူနိုက်တက်တင်းကရီယယ်မက်ဒရစ်တင်းရဲ့တမ်မိုဂျီကွင်းရဲ့လူအတူအတူကာမာဗညာရဲ့အခြေအနေကိုနီကတ်ဆောင်ကြည့်နေတယ်လို့ကောက်အောက်ဆိုင်ကနေတင်းနေထွက်ပေါ်လာခဲ့ပါတယ်ပေါင်း၆၉တမခွနတန်းခန့်တန်ဖိုးရှိတဲ့ဒီပင်တက်လာရွေးခြင်းကရီယယ်မက်ဒရစ်ရဲ့နီးပြားတက်စားပင်းလို့ဆိုလောက်မှာတူရခန်းကနာနဲ့ပတ်သက်ပြီးမေကုံထုတ်ဆက်တွေထွက်ပေါ်လာပြီးတဲ့နောက်အင်္ဂလန်ကလပ်တွေရဲ့စိတ်ဝင်စားမှုကိုပိုပြီးရရှိလာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိအသက်၂၀နှစ်ရွယ်သာရှိသေးတဲ့ကာမာဗညာက သူကဘတ်ဆုံသုံးနိုင်မှုကြောင့်ဥရောပရဲ့စိတ်ဝင်စားစရာအကောင်းဆုံးလူငယ်ကစားမဝေးတကတူဦးဖြစ်ရက်တည်နေတာဖြစ်ပါတယ်။သူကကက်စီကွေးလက်လူအဖြစ်ကစားနိုင်တယ်လို့လိုအပ်ရဲ့ဘနောက်ကလူနီယာဘာရည်တွင်းမြင့်မှာဆိုကစားနိုင်တယ်လည်းဖြစ်ပါတယ်။လက်ရှိမှာရီယယ်မရီတင်းရဲ့ရည်ပါတဲ့ကစားမအဖြစ်ရှိနေဆဲဖြစ်ပေမဲ့ဒီပြတဲ့လုံးဆိုဘီယောင်းမပြောင်းလဲမှုတွေနဲ့အတင်းတွင်းပြန်ဆိုင်မှုအခြေအနေတွေကြောင့်သူရဲ့ကစားချက်ရော်လဲနိုင်နိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ဒီအချက်ကပဲပရီးမီးယားလိဂ်ရဲ့ထိတန်းကလပ်တွေကိုသူ့ကိုခေါ်ယူဖို့အခွင့်အရေးဖြစ်လာစေတာဖြစ်ပါတယ်။ ဒီပြပွဲမှာချက်စီတင်းရဲ့စိတ်ဝင်စားမှုကအစစ်မှန်ခိုင်မာလေလို့ဖော်ပြခံထားရပါတယ်။ချက်စီကလက်တော်လောပြောင်းရွှေ့ကာလမှာကွင်းလယ်ပိုင်းကိုယင်းနှမြုံနယ်မှုတွေများကြီးလုပ်ခဲ့ပေမဲ့နီပြအဇိုမာစကာရဲ့စီမံကိန်းကဒုတိယရာသီကိုရောက်လာချိန်မှာတင်းရဲ့ကွင်းလယ်စနစ်ကိုပုံဖော်ဖို့ဆက်လက်လှုပ်ဆောင်နေတာကိုဒီသတင်းကမိမောင်းထုတ်ပြနေတာဖြစ်ပါတယ်။ချက်စီတို့ကကိုင်းစီလိုအဇိုဖာနန်ဒါတို့ကအဓိကကွင်းလယ်အတွဲဖြစ်ရှိနေပေမဲ့ဆာတာတန်တင်းကနေခေါ်ယူထားတဲ့ရိုမီယိုလာဗီယာရဲ့ဒဏ်ရာပြဿနာတွေနဲ့ခြေစမ်းမတည်ငြိမ်မှုတွေကြောင့်ကွင်းလယ်မှာလိုအပ်တဲ့အားရင်ဖြည့်တင်းမှုတွေရှိနေသေးပဲဖြစ်ပါတယ်။ကမ္ဘာပညာကိုခေါ်ယူခြင်းကသူ့ကိုချက်ချင်းပွဲထွက်ခွင့်ရရှိဖို့မဟုတ်ပဲ ရာဇီရှိပွဲစဉ်ပေါင်းစုံမှာရှင်းပြနိုင်မှုကွင်းလယ်အင်အားစုကိုခိုင်းမာအားကောင်းစေရန်ရည်ရည်လာလည်းဖြစ်ပါတယ်ချက်ချင်းတင်းရဲ့လက်ရှိခေါ်ယူမှုတက်တနာကကစားမအည်သေးပြင်အတင်းအားဖြစ်တည်မှုကိုပါတံမိုးထားတာကိုပြသနေပါတယ်မန်ချက်စတာနဲ့တင်းကတော့ကာမာပညာကို Brighton တင်းကကာလိုပါလီပါလိုတခြားကွင်းလယ်ပြစ်မှတ်တည်းရဲ့ရန်ရွေးချယ်မှုဖြစ်တတ်မှတ်ထားတယ်လို့ဆိုပါတယ်ညူကာဆယ်ယူနိုက်တက်တင်းကလည်းကလန်မှုကောင်းကောင်းလုပ်နိုင်ပေမဲ့ကာမာပညာလိုကစားမမျိုးကိုစိတ်ဝင်စားမှုရှိအောင်ဖန်တီးနိုင်မှုတို့ချန်ပီယံလိဂ်ဝင်ခွင့်ကိုတက်မှတ်တည်းရရှိနိုင်ဖို့လိုအပ်ပါလိမ့်မယ်ဂျီရိုတန်ရှိစေဆိုတဲ့ပြောင်းရွှေ့ကြီးကအင်္ဂလန်ထိုင်တန်ကလပ်တွေအတွက်ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီးပဏာယမြတ်တမှုစီးမင်းနေတဲ့ရင်းဆိုင်နေရာတွေအတွက် ချက်စီတင်တဲ့ United တို့ကငွေကြေးကျူးတယောက်မှုကိုတိကျစဉ်းစားရမှာလည်းဖြစ်ပါတယ်။ချက်စီပိတ်တဲ့အတွက်တော့ဒီသတင်းကမျောလင်းချက်နဲ့စိတ်ဝင်စားမှုကိုနှုတ်ဆက်ပေးနေပါတယ်။ဒီပြအဇိုမာရစ်စကာရဲ့စီမံကိန်းကအခြေချလာနေချိန်မှာကိုနေမှာကန်စီရိုနဲ့အဇိုရိုရဲ့အခြေခံအုံမီကခိုင်းမာနေပေမဲ့ကစားမအရင်ဖြစ်တည်မှုနဲ့ယုံကြည်စိတ်ချရမှုကဆိုရင်စရာဖြစ်နေကြပဲဖြစ်ပါတယ်။ကမ္ဘာပညာအတင်းရဲ့ဟန်ချက်ကိုမထိခိုက်စေပဲအည်တွေးကိုမြင့်တင်ပေးနိုင်မယ့်ကစားမမျိုးလည်းဖြစ်ပါတယ်။သူကဘယ်နောက်ကလူညမှာကစားပေးနိုင်စွမ်းကလည်းပွဲချက်ကာလနဲ့ဒရယာပြဿနာရင်းနဲ့ကြုံလာရင်အတင်းတော့ပိုဆောင်လုံးကြုံကြီးဖြစ်စီမှာပါ။အသက်၂၂နှစ်သားလေးတူဦးဖြစ်ပြီးရီယယ်မရစ်တင်းမှာဖလားရီဆိုကူကြီးမားတဲ့ပွဲစဉ်တွေမှာကစားတော်သူဖြစ်တဲ့အတွက် ဟီရိုတန်ရှိတဲ့ဆိုတော့အန်ရဲ့နေပါတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ပြောလို့ရပါတယ်။ချက်စီတင်ကအတိတ်ကအကောင်းဆုံးတင်းလေးကိုရှင်းပြမှုနဲ့အိုင်းဖီတီမှုနဲ့တိစောက်ခဲ့တာဖြစ်တာကြောင့်ကာမာပညာကိုခေါ်ယူနိုင်မယ်ဆိုရင်တော့နီပြမာရစ်ကာအတွက်ဗျူအာမောက်ပြောင်းလဲပြင်လဲမှုကိုရရှိစေပြီးအတင်းကိုထိဆုံးစင်ကိုပြန်လဲရောက်ရှိစေမယ့်ခွင့်ရေးကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီလိုရည်သွေးရှိတဲ့ကစားမမျိုးကိုရရှိဖို့အတွက်ခွင့်ရေးပေါ်လာခဲ့မယ်ဆိုရင်တော့ချက်စီတင်နဲ့ပြင်းထန်စူးစမ်းတင်းလဲလို့ပြည်သူတွေကမြင်နေကြပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမောက်ကိုချက်ပြတ်